ဆာပရိုက်စ်တက်ခဲ့ဟာတွေအများများတယ်ဗီယက်နမ်လာဗီယက်နမ်လာပေါ့နော်ဒါပထမဆုံးပေါ့နော်ပထမဆုံးရက်မှာပထမဆုံးရက်ပြီးရင်တနေ့ကိုမဟုတ်တယ်အလုံးပဲမိလာပါခုဒီနေ့နိုင်ငံရောက်လာပြီပေါ့နော် immigration မှာပါတက်ခဲ့ရှိတဲ့ဆိုတော့ဘာမှတက်ခဲ့မရှိဘူးခွေ passport ကိုပြင်နေပေးပြလိမ့်ပြီးမှသူတို့ကတခါတည်း stand to ပြလိုက်တယ်ပါမေးခွန်းမှလည်းမေးပေါ့နော်အဲ့မ မ္ဘောဒီးယားအီပီအမပီနန်လာတဲ့ထွက်လာတဲ့အချိန်ပေါ့နော်အာကောင်တာမဆန်သူတို့အမေရဲ့အာဒီပီနန်နေပြီးတော့မှပီနန်ပြီးပြင်းနေကဦးမနေပေါ့အဲ flight ကရှင်လာပါညာလာမျိုးစုံပြီးပါတယ်ကမ္ဘောဒီးယားနေထွက်လာတော့မှဆိုရင်ဒါမဲ့ဒီမှာကရှာပါတူမမေးဘူးအခုကတက္ကစီစီးနေပါတယ်ကျွန်တော်တဲမင်းနေရာစီကိုတော့မှပဲဖြစ်ပါတယ်ဘေးဆိုင်နောက်နေလောက်စီးတော့ရမှာပေါ့နော်အာလေးမြောက်ပြီးချင်တော့ပါ ้างพี่ตอนนี้ ီ၄၀ကနေပြီးတော့မှကျွန်တော်တည်တဲ့နေရာစီတက္ကစီငါးတဲ့ချိန်ပေါ်ကျွန်တော်ဘယ်လိုငါခက်လဲဆိုတော့ဒီညမှာပြန်နေကျွန်တော် prop ဖွင့်တာရှိသေးတယ်ဘောနော်အဲကောင်ဖွင့်တာရှိသေးတယ်ကျွန်တော်ကအဲ့နေပြီးတော့မှ prop နေပဲငါခဲ့ပါတယ်ဘာလို့ဆို prop နေငါရဲ့အခါကျတော့အရန်ရေပေါ်တော့ stay ရှုပ်စရာလည်းမလိုတော့ဘူးပြီးရင်အဲ့ဒီကိုရအကောင်မှဆိုရင်ပေးမဲ့မတက်ကကြောင့် clash နေမဲ့ပေးမလားတမမဟုတ်အ credit card နဲ့ပေးမလားပေါ့နော်ကျွန်တော်အခါကျတော့အကျွေးကိစ္စနဲ့ပတ်သက်ပြီးတော့မှခေါင်းလဲ င်အကိတ်မခံချင်တဲ့အတွက်ကြောင့်မလို့ account ရှုပ်လည်းမခံချင်တဲ့အတွက်ကြောင့်ကျွန်တော်ကကျွန်တော် credit card နဲ့ပဲ update လုပ်ထားပါတော့အဲကြောင့်တခါလေသူတို့ဖြတ်ဖြတ်တာပေါ့အဲ့ဒါပို့ပြီးတော့မှစဉ်းကြည့်ကျွန်တော်အဲ့အခု Vietnam ကကျွန်တော်တဲမဲ့နေရာစီရပေါ့နော်အခန်းထဲမှာကဘာမှတူတူတူတော့မရှိဘူးကျွန်တော်တခြားလိုက်ပြပြင်းပေါ့နော်ဒါကတော့ကျွန်တော်ဒီညလဲရမယ့်အခန်းပေါ့နော် ီပန်မှာကတော့ပြီးလို့ရှိမယ်ဆောင်းပိုးရှိမယ်ဒါတော့ mini fridge ပေါ့နော် is empty ဟာဘာမှရှိဘူးတကူပဲပြီးရမှာတကူထည့်ထားမယ်ဒီဘက်က is so big အရင်ကြည့်ရပဲဟမ် i think is a twin bed အဲ့ရန်ခုကိုသူတို့ကနေပြီးတော့ join ထားပေါ့နော်ဒီဟာဒီဟာကပြန်ဒီဘက်မှာရှိလဲဆိုရင်ဘာမှတူတူမရှိ complimentary ဒါကြီးပေါ့နော် သူပြထားတဲ့နဘူးဒါကတော့ solo traveler ပေါ့နော် future blogger လေးပါပြီးရင်ဒီဖက်မှာကတော့ဒီတို့ရေချိုးခန်းရှိပါတယ်ရေချိုးခန်းမှာဆိုရင်ဒါကတော့ shower ပေါ့နော် shower is so big အရင်ကြီးရပဲကမ္ကမ်ပြောတဲ့ဒီဖက်မှာကျတော့ basin ရှိပါမယ်ပြီးရင်ဒီဖက်က toilet ရှိပါမယ်အာတကယ်တော့ကကျွန်တော်ကအာ ါပါလဲ view ပါတဲ့အခန်းကို booking တင်ထားတာပေါ့နော်ဒါမဲ့သူတို့ခါကျတော့ဒီအခန်းပေးထားတယ်အဲ reception တယောက်ကပြောတာကကျွန်တော်ကမနေ့ဖြန် receptionist တယောက်နဲ့ပြောလိုက်ပါလို့ကျွန်တော်ကပြောထားပေါ့နော်အဲကကျွန်မနေ့ဖြန်ကြရင်တော့ receptionist တယောက်နဲ့ dealing လုပ်ရမှာပေါ့နော်အခုကျွန်တော်လိပ်ပြပြီးတဲ့ကိုကြီးတယောက်ခါကျတော့ဟာ ဘာလဲပြီး translator နဲ့ဖုန်းနဲ့ translator တုံးတာကကျွန်တော်ကျွန်တော်ဘာမှပြောလို့မရဘူးပေါ့နော်အရင်လဲမိုးချုပ်ပြီးစကားကျွန်တော်ခုခုကျွန်တော်ရနေတာ7နာရီထိုးတော့မှာပေါ့နော်ပိတ်လေရန်စာနေပြီးဟောက်ဆင်ပြီးတော့တကခုစားရအောင်မယ်အဲအဲ့ဒါလေးပါပဲဒီနေ့ကတော့ဒီလောက်လေးပါပဲ see you next ပါစားတော့ဆိုင်တဲ့ဆိုင်မှာကျွန်တော်ရောက်နေပါတယ်ကျွန်တော်မှာသားတာတော့ Vietnamese noodle mon ban phok em ti shao pi yo ma tan thwet ne dia li spicy flavor le ma tha ba de ba so na chano ga chano ga cambodia ma gre ga အစာနဲ့ပတ်သက်ရင်အရင်မစားခဲ့ဘူးပေါ့နော်။ဘာသာတပွဲမှာစားရင်တောင်မှနည်းနည်းပဲစားနေနေပေါ့နော်။ဆယ်ပုံမှန်တပုံပဲစားခဲ့တဲ့အတွက်ကြောင့်မလို့ I in ပြင်ပြမရှိလောက်အောင်ဆက်ဆက်လေးနဲ့ပူဆက်ဆက်လေးနဲ့မှာထားပါရယ်။ အဲ့တပွဲလေးပေါ့နော်အစအတော့ခါကျော့ဘာမှရမလို့မသိသေးဆက်ပြီးကြည့်လိုက်ပါဦးမယ်အတော့ခါကျော့ကကျွန်တော်တငယ်ချင်းက recommend ပေးထားတဲ့ဘောနော် coffee coconut လေးမှာထားပါရယ်အရင်ညှိနှက်ပေးမယ်လေ coffee ပေါင်းပေါ့နော်ဘာဖြစ်ဆိုမနေ့ပြန်ကျွန်တော်ဘာဘာ plan မှာလဲပဲပဲနေရာမှာသွားဖို့စစ်စစ်မရှိသေးခါကျတော့ is okay ဘောနော်မအိတ်လေဒီညလည်းဘာမဖြစ်ဘူးအဲ့ဒါကြောင့် coffee coconut နဲ့ခုနက Vietnamese noodles spicy flavor မှာထားပါရယ် I'm so excited to try it အခုအခန်းထဲတရားရင်ပေါ့နော်ကျွန်တော်မှာထားတဲ့အစားအသောက်က ပါလဲ noodles ကလေ Vietnamese noodle ကတော့50 50ပဲအလောက်ကြီးအမ်အဲ့တိတ်မတွေ့နေဘူးပေါ့နော်ဒါမဲ့ကျွန်တော်မလိုက်ထဲတဲ့ coconut coffee လေးကလေမွေးနေရပဲမွေးနေရပဲ so i really really like it ပေါ့နော်အဲ if i have to rate 1 to 10ပေါ့နော်အပြမယ်ဆိုတော့ကျွန်တော် rating ပြရမှာက10လောက်ပဲပြင်ပေါ့နော်100% 10လောက်တော့မဟုတ်ပေါ့နော် 8ပေါ့နော်1 to 10ဒါမှဆို8လောက်ပြီးမယ်အမ်ပြီးတော့ကကျွန်တော်တခုလေးအရင်သူစမ်းနေသေးလားဗာလဲမဲခုနစားတော့စင်မှာစားရတဲ့မှာလေကျွန်တော်ကမယ်နျူထဲအစင်တော့အတိုင်းကြည့်ပြီးကျွန်တော်မာပေါ့နော်မာပြီးမှပြီးရှင်းခါကြတော့တဲ့သူဗာပြောလဲစကားကြတော့ကအဲအဲ့ဒီကောင်တာကကောင်လေးကဒါနင်ပြရမယ့်အမောက်ကတော့ပေါ့နော် tax မပါဘူးပေါ့ဟမ် And I was so surprised. I A year older, um, ဘာလို့ဆိုတော့ကျွန်တော်စားဖူးတည်းများစားတော့ဆိုင်တယ်မှဆိုရင်ဘေးရှင်းတဲ့အခါမှာဆိုရင် menu ထဲက amount တိုင်းပဲကိုရီးယားပေးခဲ့ဖူးတာလေးနော်အဲ့ခါကျတော့ဒီမျိုးနောက်ဆုံးမှအနေစားတဲ့အစားအစာတွေက menu ထဲကဒီ amount ခါကျတော့ tax တွေမပါဘူးလို့ပြောလိုက်ပြောလိုက်ခါကျတော့ဟမ်ကားလည်းကြောင်သွားပဲဒါဖြင့်ကိုကပဲဒီမျိုးအတွေ့အကြုံမကြုံခဲ့ဖူးတာလားတော့မပြောတတ်ဘူးပေါ့နော်အဲ့မျိုးတီးခဲ့တီးရလူ များရှိခင်လဲအာကောမန့်မှာရေးခဲ့ပေးလို့ရပါတယ်အဲဒါတော့တွေ့ကြုံသိပေါ့နော်ပြီးတော့မှအာနောက်ထပ်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 အစ်စ်တွေအစ်စ်တွေပေါ့နော်အရန် surprise ဖြစ်တဲ့ဟာတွေကအာ surprise တက်တဲ့ဟာတွေအရန်များတယ်ဘီယန်နလားဘီယန်နလားပေါ့နော်ဒါဒါပထမဆုံးပေါ့နော်ပထမဆုံးရက်မှာပထမဆုံးရက်ပြီးရင်တနေ့ကမဟုတ်တယ် just within a few hours နိုင်အတော်အတွင်းနိုင်အတော်အတွင်းလင်းပါပဲ surprise တိတ်တာတခုပြီးတခုတခု oh my god i don't know uh မမသိသေးဘူးဒီရှောင်းညခုနှစ်ရက်ခရီးကိုဘယ်လိုမျိုးနဲ့အသက်အဲရှင်သွားမလဲဆိုတော့မပြောတတ်သေးဘူးနော်ဒါပေမဲ့အသက်ရှင်အောင်တော့ပြန်သွားရမှာပေါ့နော်အဘူဒါဘီကိုဒီမျိုးအဲရန်လေးအေးတယ်ရတူသူကလားအရန်လေးအေးတယ်ညီလို့ကောင်းတယ်အဲ့ဒါကူတော့ကြိုက်တယ်အဲလက်စီဒီညတော့အေယိုပါအိလိမ့်မယ်နာမနဲ့ပြန်လဲ အဆုံးထားပဲနဲ့အဲဒီ word တိပေါ့နော်အာအရင်ပြည်လာတဲ့အချိန်ကျွန်တော်နားပါအောင်မယ်အားလုံးပဲ good night ပါခင်ဗျာ